တစ်ခါလောင်းလို့ပြောပြမှာကြာအလှပါနဲ့ပတ်သက်လို့ပေါ့နော်စပင်းနဲ့ပတ်သက်လို့ပြောပြပေးမှာပါအဲကိုရဲ့စံသားတွေဘာကြောင့်ပျက်စီးလဲပေါ့နော်ပျက်စီးရအကြောင်းရင်းတွေတော်တော်များများဒီမှာပြောပြသွားပြီဆိုတော့ဒီတစ်ခါအဲ့ပျက်စီးနေတဲ့စပင်းကိုပြန်ပြီးတော့ကောင်းအောင်လို့ပေါင်းတင်တဲ့နီးနဲ့ခေါင်းလျှော်နေအမှန်ကိုပြောပြပထမဆုံးကကြာတော့သူက ဒီစပင်နေရပါတော့ကောင်းလိုက်ဖြောင်းလိုက်လုပ်တဲ့ခါကျအမျိုးမျိုးပြည့်စည်တယ်ဒါပေမဲ့ဒါကိုပြန်ပြီးတော့ပေါင်းတင်မယ်ဆိုလို့ရှိရင်စပင်ကိုပေါင်းတင်မယ်နေရာလွှဲပါတယ်ကြက်ဥသုံးလုံးရဲ့နောက်ပြီးတော့ဒါလက်ဖေးစုံတစုံ ပေါ့နော်ပမာဏရှိတဲ့အုံးစီကိုရောထည့်ရောထည့်ပြီးလို့ရှိရင်တမအောင်မှုလိုက်မယ်မှုလိုက်ပြီးလို့ရှိရင်တော့အဲ့ဒီ မွေထားတဲ့ရေကိုပေါ့နော်ဒီစံပြားကနေပြီးတော့လုံးဝဥယျာဉ်အထည်ကိုသေချာနှိမ့်နေပြီးတော့လိမ့်ပေးပါတဲ့ဒီလိုနှိမ့်နေပြီးတော့လိမ့်လိုက်မယ်ဆိုလို့ရှိရင်ပြီးတဲ့အခါနာယီဝဲနေခေါင်းလျှော်ရည်အပျော်စားလေးနဲ့ဆေးကြောလိုက်ပါတဲ့ဒါဆိုရင်တောက်ပါတဲ့သပင်ကိုရမယ်ပေါ့နော်အခုခေတ်ကသပင်ကအပူနဲ့ပုံသွင်းတာအရင်များလာတဲ့အခါကျသပင်လေးကအသွေးမွေးအဖြစ်ခြောက်သွေ့ရယ်ပေါ့နော်အဲအသွေးမွေးအဖြစ်ဆူဆူလေးတက်တောက်လေးပုံမျိုးဖြစ်အောင်နဲ့အခုလုံးလို့ရပါတယ်ဒါနီလန်တစ်ပါနောက်ထပ်နီလန်နှစ်ကဆိုလို့ရှိရင်တော့အဆူတက်ကိုဖြည့်တင်းပေးတဲ့ပေါင်းတင်နီးပေါ့နော်သူကတော့ထောပတ်တီတစ်လုံးနဲ့ကျဲဥတစ်လုံးကို ောပြီးတော့တမအောင်မွေဥယျာပြားနဲ့စပင်တခြားကိုတုံလေးလိုက်ရမယ်။လိမ့်ပြီးဝင်15မိနစ်လောက်ထားပြီးတော့ကောင်းလျှော်ရင်လည်းကောင်းလျှော်ပါ့။အဲ့တော့ဒါကကိုအဆင်ပြေတဲ့ပုံစံမျိုးနဲ့ပေါ့နော်။ဒါကိုကြိုက်တဲ့နီလန်သုံးလို့ရတယ်။နောက်ထပ်နီလန်တစ်ခုကကြတော့ရှော်မဲ့ဒီကောင်းလျှော်ရည်ကိုတန်လွင်စီထည့်တာ။တန်လွင်စီထည့်တာ။ထည့်လို့ပုံမှန်ရတယ်။အင်းတော့လောင်းပုံမှန်ဆိုရင်ကောင်းလျှော်ရည်တစ်မျိုးပဲလျှော်ရလေ။အခုရှော်မဲ့ကောင်းလျှော်ရည်လေးထဲမှာသူကတန်လွင်စီလက်ဖြစ်ရုံနှစ်စုံထည့်ပြီးတော့မွေပြီးရင်စပင်နဲ့ဥယျာပြားကိုလိမ့်မြော့နှိမ့်နေသူ့အကြာ10မိနစ်ပဲထားရုံနဲ့ရတယ်။10မိနစ်ထားထားပြီး းဝါးရေနဲ့လျှော်ချပေါ့နော်အဒီနီလန်ကခေါင်းလျှော်ကြီးလဲပါပြီးသားဆိုထပ်ပြီးတော့လဲဘာမှလုံးဆရာမလို့ဒီတိုင်းလျှော်ချတာအဆင်ပြေဟိုတစ်ခါလေကြောင်လဲအချိန်မပေးနိုင်တာရှိရလေပေါင်းရတဲ့အချိန်ကတစ်မျိုးလျှော်ရတဲ့အချိန်ကတစ်မျိုးဆိုတော့ဒီနီကလျှော်ရင်းနဲ့တစ်ခါတည်းခေါင်းပေါင်းတာနော်နီလန်တော့အဆင်ပြေလာပြီနော်နောက်ထပ်တစ်ခွာကြာနီလန်လေးပေါ့နော်။သူကဆန်သားကိုအားဖြည့်ပေးတဲ့ဘောင်းတင်နီးပါ့။ငပြောသည်နှလုံးရဲ့ထောပတ်သည်တလုံးရဲ့စားပါကြရတယ်။ အဲ့ငါပြောသေးနှလုံးနဲ့ထောက်ပတ်ဒီတလုံးကိုရောပြီးတော့ကြေဝအောင် ခြေခြေလိုက်ပါတော့ခြေပြီးသွားတဲ့အခါမျိုးမှာဥယျာပြားနေခုနတိုင်းပဲစံသားတစ်လျှောက်သူ့တော့မိနစ်20ထားပါမိနစ်20ထားပြီးသွားရင်ခေါင်းလျှော်ပါတဲ့အဲများသောပြအသီးနဲ့ဒီသီးနဲ့နှစ်ခုလုံးကဒီသဘာဝအစီကိုထုတ်ပေးတဲ့အသီးနှံမျိုးဆိုတော့အရန်ချောက်နေတဲ့စပင်းတွေကိုကုလို့ရပါတယ်နောက်တစ်ခုနီလန်းငါးကတော့တန်လွေစီနဲ့ပြားရည်ကိုစားတူရောပြီးတော့စပင်းကိုလင်းရမှာတဲ့အဲ့နောက်မှာခေါင်းဆောင်တဲ့ plastic အစုပ်ကလေးကိုကိုယ့်ရဲ့ခေါင်းကိုဆောင်းလိုက်မယ်ဆောင်းပြီးတော့နာယီဝါလောက်ထားပြီးလို့ရှိရင်ခေါင်းလျှော်ချလိုက်တာနဲ့ကိုယ့်ရဲ့စပင်းကဆူဆူလေးဖြစ်သွားရပါတော့ဒါတော့လောင်းတို့ ဒီဇပင်းနဲ့ပတ်သက်ပြီးတော့သဘာဝပေါင်းတင်တဲ့နည်းပေါ့အကယ်၍ကိုယ်ကမီကယ်အရင်သုံးတာများနေတယ်မသုံးချင်ဘူးနောက်အသီးဆိုတာလည်းလွဲရတယ်လေဟိုဘာမှလိမ့်နေစရာကြောက်နေစရာလည်းမလိုဘူးအသေးဆိုရင်ဥယျာဉ်ထိမှကြောက်ရတာနဲ့ပါနဲ့ဆိုတခါရောပြီးအသီးတွေလုံလို့ရနောက်ခါတော့ဘာပေါင်းတင်နိုင်နေဇပင်းဆိုတာကောင်းတာမဟုတ်ဘူးရှော်နီလည်းမှန်အောင်မကောင်းတာအဲ့တော့ရှော်နီရတယ်ဘလို့မှန်ရလဲဆိုတော့ခေါင်းဆဆလျှော်ခြင်းမှာဇပင်းကိုရေဆွတ်တဲ့အခါမှာခန်းနှွေးနှွေးရေလေးနဲ့ထိပေးပါတဲ့များသောပြီးလူတဲ့ခေါင်းဆိုရင်ပူတဲ့ရေနဲ့မလျှော်ခြင်းဘူးလေခေါင်းပူတဲ့ဘာဖြစ်တယ်တကယ်တော့ဆဆချင်း င်ဥယျာဉ်ထိလိုက်တဲ့အချိန်မှာရှော့မဖြစ်အောင်ပေါ့နော်။ညာတော့ပြီဥယျာဉ်ကဟိုခန္ဓာကိုယ်ရဲ့ဒီအပြင်ဆုံးကနေရာဆိုအပူလည်းသူကရင်သိရဲ။အေးလည်းသူသိရဲဆိုတော့ ဟိုသူ့ကိုအရန်အပြောင်းလဲဖြစ်မသွားအောင်လို့တာမန်ပူချိန်မျိုးရှိရေနွေးနွေးလေးနဲ့ရှော်လိုက်မယ်။ရှော်လိုက်တဲ့အခါမှာတချွေးပေါက်ကပွင့်သွားတယ်။ပွင့်သွားတဲ့အချိန်မှာဇပင်အရင်ကစီရီကြီးတွေကိုဆင်ကျဲစီအရန်အေးကြတော့ခဲပြီးအဲ့ကြီးကမထွက်ဘူး။အော်ပူပူလေးလှုပ်လိုက်တော့မှသူ့ကိုနှူးတလို့ဖြစ်ပြီးတော့ကြီးတွေထွက်လာတယ်ပေါ့နော်။ထွက်လာမယ်အဲ့နောက်ကနေပြီးတော့ကောင်းချော်ရီလက်ဝါးပေါ်ချက်ပုတ်ပြီးမှဥယေပေါ်တင်မှာအဲ့နောက်မှာလက်ချောင်းထိတ်လေးနဲ့ဥယေပြအညစ်ကြီးတွေကိုဒီလိုလက်သေးနဲ့မကုတ်အောင်ဒီလက်ချောင်းဒီအပြားလေးနေပေါ့နော်။ဒီပြားလေးနဲ့ထိတ်လေးနဲ့ဒီလိုလေးပုတ်ပုတ်ပြီး ွားလို့ရှိရင်မကုတ်ပါနဲ့။ရှော်နေတဲ့တောတွင်းမှာလည်းပဲသူကသဘင်လေးကိုရှုပ်ထွေးသွားစေအောင်လို့ဒီလိုလေးလုံးမလျှော်အောင်မျိုးမလုပ်အောင်ပေါ့နော်။အသေးချာလေးလျှော်ပြီးမှရေးနေစေ။ပြီးရင်နောက်ထပ်တစ်ခါခေါင်းလျှော်ရည်လေးနဲ့ထပ်ထက်2မိနစ်လောက်ထားပြီးမှဒုတိယချိန်ပြန်လျှော်တဲ့။တစ်ခါလောက်လျှော်ပေါ့နော်။လျှော်ပြီးသွားတဲ့အခါမှာဆိုလို့ရှိရင်ပထမချိန်လျှော်တာအညစ်အကြေးကိုဖေးတာ။ဒုတိယတစ်ချိန်ကကြာခေါင်းလျှော်ရည်မှာပါတဲ့အဟာရဓာတ်ကို ီဥယျပြားဝင်အောင်လုပ်တာနဲ့နီးလောက်အောင်ပေါ့နော်အဲ့တော့ဒုတိယစိန်ကောင်းလျှော်ပြီးဆိုရင်တော့ဥယျပြားချွေးပေါက်လေးပြန်ပိတ်သွားရေးနဲ့ပြန်လျှော်အောင်ရေးနဲ့ပြန်လျှော်အောင်သူကပိတ်အောင်ဟိုကအဆက်ဆက်ချင်းပွင့်အောင်ပေါ့နော်အဲ့တော့ရေးလေးနဲ့လှုပ်လိုက်တော့ဥယျပြားလေးရဲ့အာဟာရရပြီးတော့ပြန်ပိတ်သွားမယ်ပိတ်သွားတဲ့အခါမျိုးမှာကွန်ဒီရှင်နာကိုစုံနေစပင်တစ်ချောင်းလုံးအဖျားရည်တွေလိမ့်မှာဂယူဆိုင်ရမှာဥယျပြားလိမ့်လို့မရအောင်ပေါ့နော်တက်လင်တလောက်ဒီတလက်မလောက်ဖြစ်ဖြစ်ခွာပြီးတော့လိမ့်ထားပေါ့လိမ့်ထားပြီးတော့ပလတ်စတစ်အုပ်လေးနဲ့10မိနစ်လောက်စောင့်ပြီးရေးအေးလေးနဲ့ကွန်ဒီရှင်နာကိုဆေးပေါ့ကွန်ဒီရှင်နာကိုဆေးရင်တော့အဓိက ရေနွေးနဲ့ဆေးလို့မရအောင်ရေအေးလေးနဲ့ဆေးပေးမှရမယ်အပြီးရင်တော့စပင်ကိုလက်နဲ့ဖြည်းဖြည်းချင်းညှစ်ပြီးတော့ပေါ့နော်တပက်လေးရင်နဲ့ပတ်ပတ်ပြီးတော့လက်ချောင်းထိပ်လေးနဲ့ပုတ်ပြီးတော့ဟိအာဆန်သားကိုခက်ချင်းချင်းတော့မပုတ်မိဖို့ခေးစိုက်ပါတဲ့။အော်ဒါခေါင်းရှုံနေအမှန်ပေါ့နော်။ဟုတ်တယ်။ဒါဆိုရင်ခေါင်းရှုံနေကအခုချိန်ကြီးမှားနေတော့မယ်ကိုရေဆိုရင်။တခြားတင်တန်းတွေပိုင်းနဲ့တင်ရမယ်။ဟုတ်တယ်။ဒါဆိုလောင်းတော့ခေါင်းရှုံနေမှန်ဖို့ဒီနေ့ဆက်ပြီးခေးစိုက်ရမယ်နော်။ဟုတ်တယ်။အကြောင်းရိုက်တော့စုံသားပြီဆိုတော့ခဏလေးနားပါအောင်မယ်။ ်ခေတ်သစ်ပြုံမိအစီအစဉ်ဦးဒီမှာခဏနားကျင်ပါတယ်ဆက်လက်ပြီးတော့လည်းပရိသတ်တွေစိတ်ဝင်စားမယ်ဘူးတုဒအကြောင်းအရာတွေထပ်မံပြီးတော့ပြောပြပေးဦးမှာပါ